အားလုံးပဲမြန်မာမှာကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှတော့ကျွန်တော်မိတ်ဆွေစနေသားသမီးအားလုံးအတွက်30ရက်3လ2025ကနေ904လ2025အတွင်းမှာဂျုံလို့ရမယ်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုနေလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေစနေသားသမီးတွေပေါ့လေအဲဒီတစ်ပတ်ကကာလအတွင်းဂျုံလို့ရမယ်ကံရလေးမဟောကြားခင်ပေါ့လေအဲလက်ရှိဂျုံလို့နေရတဲ့ကျွန်တော်တို့ဘေးဥပ္ပတ်အန်ဒီရဲ့အပေါင်းဆိုပေါ့လေဒီကပ်ဘေးအပေါင်းကနေကင်းဝေးကြပါစေလွတ်မြောက်ကြပါစေလို့ကျွန်တော်ဥစွာပရမ ဆုတောင်းမြတ်တာဘုရားရင်နှုတ်ခွန်းဆက်သားပါတယ်ဗျာနော်အမှဆိုတော့ကျွန်တော်ဒါလေးကိုအဲအခုဆိုတော့တော်တော်လေးနောက်ကျနေပါပြီကျွန်တော်ရိုက်ကြွေးလုပ်နေတာမိရအခုမှလာလို့ဗျာနော်မိပြက်နေတာကြာပြီအဲကြတဲ့ကနေကျွန်တော်ဖုန်းလေးတွေဆက်ပြီးတော့ဓမ္မစာဟောစတာလေးတင်ပြပါအောင်ဆရာဆိုပြီးတော့လမ်းလမ်းမီးပြောကြတော့ကျွန်တော်လည်းအားနာတယ်ဗျာနော်ပထမအရှေ့အပေါ်ဒီမှာဆိုမိကလာလိုက်ပြတ်သွားလိုက်လာလိုက်ပြတ်သွားလိုက်နဲ့ပထမပါတော့လည်းအားမပြေဘူးအခုမှနည်းနည်းလေးလေးချင်းချင်းဖြစ်သွားလို့ပြန်တော့ဒါအခုကျွန်တော်ဟိုစီမှာဆိုရင်29ရက်နေ့ညအဲ17နိုင်ခွဲနဲ့တနင်္ဂနွေညထဲမှာရှိပါတယ်ပြန်တော့ထားပါတော့ အဲ့တော့ဟိုစနေသားသမီးလေးတွေပေါ့လေဒီတစ်ခါတစ်ခါလာကဘလိုကန်ရလေးတွေဂျုံတွေ့ရတတ်လဲဆိုလို့ရှိရင်ကောင်းနာလေးကစပြောကြပါတော့ဗျာနော်အဲ့တော့ထီထွက်မှာဆိုတော့ထီပေါက်ဝင်နေရှိတဲ့ထမစနေသားသမီးတွေပါတယ်အဲ့တော့ဝါသနာပါရင်ထီလေးထိုးပေးပါဗျာနော်ဟုတ်ပြီထီထိုးမယ်ဆိုရင်ဘာကနန်းထိုးတင်လဲပေါ့ထိုးမယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးကတော့ခွန်စာနှစ်စုံဆိုတဲ့ကနန်းလေးထိုးပြအောင်ထိုးပါနော်ထိုင်းဒီတစ်ပါးရရတယ်ဆိုရင်တော့လေတုံညာစာနှစ်စုံအဲ့လိုလေးလေးပြောင်းထိုးလို့ရပါတယ်ဗျာနော်ထိုးပြအောင်ထိုးပါ ဲ့တော့ဒီကောင်ကမှထီထိုးမယ်ထိုးလို့ရတယ်ဒီပေါက်ဝင်ရှိတယ်အဲအထူးသဖြင့်မိုးတွေပါတယ်အိမ်မက်မတာတို့ကိုယ့်ရဲ့အိမ်ကိုကိုယ်ဆောင်မိခင်တွေညညနေလာတဲ့တာတို့အိမ်မနဂိုရီယာကိုယ်ဆောင်မိခင်တွေရှိတာတို့ကိုယ့်နီနာပတ်ဝန်းကျင်မှာမင်္ဂလာသတင်းစကားတွေပေါ့လေမင်္ဂလာဆောင်တာတို့အလူမင်္ဂလာတို့အဲ့လိုမျိုးတွေမြင်ခဲ့တွေ့ခဲ့ရင်တော့ထိုးပြအောင်ထိုးပါဗျာနော်ညနေတဲ့ဂျာလေးကနေထီတွေပါတယ်ထပ်ပေါက်တဲ့တဲ့ဂိန်းလေးတွေရှိတယ်ကောင်းပါတယ်ဗျာနော်ဆိုတော့အော်ရှေ့ပုံရှိကန်ကြီးမာတဲ့သူတွေဆိုမြေရတာတို့အမွေနဲ့ရတာတို့ဒါမျိုးတွေရစာရတဲ့ဂိန်းရှိတော့ကောင်းတာပေါ့နော် သို့တော်တကယ်ကြအပြည့်ဒီတော်ရကလာဒီကံကောင်းလားမင်းတော့ဝေဒီမျက်နှာပဲကြည့်ပြီးပြောကြပါစို့အလုတ်ကံရစပြီးပြောရင်အလုတ်ကံဖြင့်ပြင်မဖြင့်အိမ်ပေါ့ရံမကင်းဘူးဗျအိုးရင်နေရာထိုင်ကင်းရံမကင်းဘူးရံကအတွင်းရလာတဲ့ရံထက်စားရင်သူကအပြင်းရလာတဲ့ရံကြောင့်လို့ခေါ်တယ်အပြင်းကအက်ဆီဒန့်တစ်ခုကြောင့်ဖြစ်စေတဘာဘေးအန္တရာယ်တွေကြောင့်ဖြစ်စေစစ်မှတ်ရေးရတွေကြောင့်ဖြစ်စေကိုယ့်ရဲ့အိုးအိမ်တွေပျက်စီးတယ်ဆိုတော့ဂိမ်းပြီးတော့ကိုယ့်ရဲ့အလုတ်ကံတွေရက်တံသွားတာပျက်စီးသွားတယ်ဆိုတော့ဂိမ်းအဲ့လိုဂိမ်းမျိုးကြီးသွားကြုံရတတ်တယ်ဥပမာဒီဝင်နှန်းနေဆိုကြပါစို့ဝင်နှန်းနေဆိုလို့ရှိရင်ဒီကာလမှာ အလုပ်လေးတွေမှာအတွင်းရံဆိုတာဓာတ်ဆိုင်ခုနကအပြင်ကရံပေါ့ထားပါတော့ဗျာခေကလာမကောင်းတော့အပြင်ကကိုယ်လာပြီးတိုက်ခိုက်တဲ့ရံဒါမျိုးလေးတွေဖြစ်တတ်တယ်လို့ခုနကနေအပြင်ကနေမမျောနိုင်မနဲ့ဘေးရနေတွေကြုံရတာကြောင့်ကိုယ့်ရဲ့လုပ်ငန်းလေးတွေသွားထိခိုက်သွားတာရက်တန့်သွားတာဒါတွေကစားသွားဖြစ်တတ်တယ်ပေါ့လေအဲ့တော့တော်တော်လေးသတိထားမယ်အဓိကရံမကင်းဘူးအပြင်ကလာတဲ့ရံအဲ့ဒါမျိုးတွေ့ရတယ်နော်အဓိကသူ့ရဲ့ရံကလည်းခုနကအင်္ဂါကြီးလာကတာဖြစ်တဲ့အတွက်စစ်မကြီးကလည်းပတ်သက်တာတွေမိလောင်တာတွေပောက်ကွဲတာတွေမြင်ကလေးတွေစသည်အားဖြင့်အဲ့လိုဘေးရနေတွေကြောင့် ခုနကနိုင်ငံရေးအခင်းအကျင်းတွေကြောင့်ကိုယ့်ရဲ့လုပ်ငန်းတွေအဆင်မပြေတော့တာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုလည်းဒီကာလမှာလုပ်ငန်းတွေရပ်တန့်သွားတာရောင်းမဝယ်ပါဖြစ်တာအယောင်းဝယ်တွေမတော်မလတ်ဖြစ်တော့တာဒါမျိုးတွေသွားဖြစ်တတ်တယ်နော်အဲ့တော့ဂယုစိုက်ပေးပါပြီးတော့လက်ရှိအလုပ်တွေအဆင်မပြေဘူးလက်ရှိနေတဲ့နေရာမှာအဆင်မပြေဘူးအဲ့ဒီနေရာကနေထွက်မယ်ပြောင်းမယ်ဆိုရင်တင့်တော်လာမင်းလုံးဝမတင့်တော့ဘူးမပြောင်းပါနဲ့နော်ပြောင်းရင်တစ်ထပ်ပုံညာနဲ့အညာတစ်ခုရင်ဆိုင်ရရင်နောက်ဆုံးလုံးဝမြောက်တကင်လို့ဆိုတဲ့အနေထားကြီးဖြစ်သွားမှာကျွန်တော်မြင်နေလို့လုံးဝမပြောင်းပါနဲ့ ဒီကလာမှာချမ်းသာခြင်းလို့မရဘူးကြဲကြဲမှမှလေးရှိပြီးတော့ထမင်းလေးနဲ့မှန်ရင်ကျေးဇူးတင်ဖို့ပဲဒါကျွန်တော်ပို့ဝင်နေနေအကြံပေးတာဗျာနော်ခက်ခဲနေကြတဲ့အနေအထားဖြစ်လို့ကံကောင်းဆုံးအနေအထားမှာလှုပ်ချင်တိုင်းလှုပ်လို့ရတဲ့အနေအထားမှာမရှိဘူးဆိုတာလေးသိစေချင်တယ်ဗျအဲပြီးတော့ငွေချင်းနဲ့ပတ်သက်လို့ရှိရင်ဒီကလာမှာငွေချင်းကံကအခုမကြငင်လာတာထုတ်တော့မယ်လှုပ်လို့တဲ့ဆိုတော့လာတာထုတ်ရင်ပတ်စံရတယ်ပေါ့သို့တော့ကျွန်တော်ရဲ့ဗီဒီယိုထဲမှာမြင်တော့လာစာကအခုမကြငင် ထုတ်တော့မယ်ဒါပေမဲ့လာစာကကြိုကုန်နေပြီဗျကျွန်တော်အဲ့လိုလေးမြင်နေဗျာနော် ပြီးတော့ကုန်တဲ့ခါမှာလည်းကိုတူဦးတယောက်တည်းသုံးဆွဲလို့ကုန်တော်ရိုးဆော်တဲ့ဆိုင်ဆွေမျိုးညီကုံမောင်တော်မတွေမိသားစုတွေတို့ကငွေကုန်ချေးကြလေးတွေများတာပေါ့နိလက်ရည်တိုင်းနဲ့ကို့မှာလည်းကြောပဲရှိတယ်ဆိုတဲ့အနေအထားလေးတွေရှိတယ်အစင်မပြောလို့နားကျင်တော့နားလို့မရတဲ့အနေအထားမျိုးလေးတွေဖြစ်တဲ့အတွက်အန်ချိတ်ပြီးတော့ခက်ခဲမှုတွေရင်ဆိုင်ရတဲ့ကိန်းနော်စိတ်မပူပါနဲ့ဒါဒီတူဦးတယောက်တည်းကြုံနေတာမျိုးမဟုတ်ဘူးပေါ့နိခက်ခါလာလည်းမကောင်းတော့အားလုံးကြုံနေရတာဖြစ်တော့အဲအကလုံးကြက်ညက်ခံပြီးရင်ဆိုင်ရတာပေါ့နော်အဲ့တော့အညံ့လေးတွေရှိတယ်ဆိုတော့တော့သိသိချင်းနဲ့ ပြီးတော့ဗာထပ်တွေ့ရလဲဆိုတော့ကျွန်တော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးစိတ်ပူတာတွေတခုသွားတွေ့လို့ပါကျမ်းမာရေးတော့အထူးအထူးသတိထားပေးပါဒီကလာမှာကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်နှစ်ချက်ဖြစ်တတ်တယ်ဗျတစ်ချက်ကဗာလဲဆိုတော့ယိုးတန်းန်းခန္ဓာကိုယ်မှာကျမ်းမာရေးနဲ့ပတ်သက်ပြီးအညံ့တွေဖြစ်လာခဲ့ရင်ဝါမနဲ့ပတ်သက်ပြီးဖြစ်တာလက်နဲ့ပတ်သက်ပြီးဖြစ်တာမျိုးတွေကြုံရတတ်တယ်96ဘာယောဂနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့သူကအမျိုးသမီးတွေဆိုရင်တော့တက်အိမ်မှာရေးတက်တာအလုံးတက်တာဖြစ်တတ်တယ် အမျိုးသားတွေဆိုရင်ဘာဖြစ်လဲဆိုတော့ဝမ်မက်ထက်ကမှကြောက်ကနဲ့ပတ်သက်ပြီးဖြစ်ရင်ဖြစ်မဖြစ်ရင်သူကလိတ်ခေါင်းနဲ့ပတ်သက်ပြီးဖြစ်တယ်เนาะအဲ့နှစ်ချက်တွေကတစ်ချက်ချက်လာဖြစ်တဲ့အတွက်အထူးသတိထားပါအဲ့ဒါအပြင်ခုနကထိမိခိုင်းမိမယ်ဆိုရင်လည်းလက်တွေပါတယ်ဂျိုးတာဘိုက်တွေပါတယ်ထိမိခိုင်းမိတာအဲ့ဒါမျိုးတွေတွေသွားဖြစ်တဲ့အတွက်အထူးဂရုစိုက်ပါထိခိုင်းမိတာမျိုးတွေတွေသွားဖြစ်တဲ့အယိုးတွေပါတယ်ဂျိုးတာမျိုးဖြစ်တဲ့မပေါ်ဆက်ပါနဲ့လို့အကြံပေးခြင်းနဲ့အဲ့ဒါအပြင်ကျွန်တော်နည်းနည်းစိတ်ပူသွားတာဘာလဲဆိုတော့ဘုတ်ကူကြီးသွားခိုက်တာဖြစ်တဲ့အတွက်သွားလာတဲ့လန်ခီးတွေမှာထိမိခိုင်းမိသွားတာမျိုးတွေတွေအက်ဆီဒန့်ဖြစ်တာမျိုးတွေတွေဖြစ်တဲ့အတွက် ဒီကလာမှာဘဲမှမတော်ပဲညင်ညင်နေနေပို့ပြီးတက်တာမယ်လို့အကြံပေးခြင်းနဲ့မပေါ်ဆက်ကြပါနဲ့ဗျာနော်ဂယူဆိုင်ကြပါဟုတ်ပြီအဲ့တော့အဲဘာထခေါ်တရားရှိလဲဆိုတော့အချစ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးနည်းနည်းထည့်ပြောခြင်းနဲ့စနေသားသမီးတွေဒီကလာမှာလေတီတီလို့ခေါ်တဲ့နည်းနည်းချက်တွေမင်္ဂလာကင်းမဲ့အဲ့လိုမျိုးလေးလုံးမိလို့ရှိရင်စီးပွားလက်လာပါလေကြပြီးပို့ပြီးဒုက္ခရောက်တတ်တယ်သတိထားကိုယ်ကအတိုင်းမဖြစ်အောင်ကိုယ့်ရဲ့ချစ်သူအိမ်တော်ဘက်ကသစ္စာဖောက်တာလေးတွေကြုံဝတ်တတ်တယ်အထူးသဖြင့်တယောက်တစ်နေရာဒီခွဲနေရတဲ့သူမျိုးတွေဆိုရင်ပို့ပြီးတော့စိုးတယ်ဗျာနော်ကိုကလည်းနောက်တစ်ယောက်ထပ်ပြီးရနိုင်တယ်လို့ သူ့ဘက်ကလည်းနောက်တယောက်ထပ်ပေါ်လာမျိုးလေးတွေဖြစ်တတ်တယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးပြဿနာလေးတွေတော့တေချာဘောက်ဝင်တဲ့ကာလလို့ခေါ်တယ်။ချစ်သူအိမ်တော်ဘက်ကတနင်္ဂနွေဘုတ်တခုတနင်္လာအဲ့ဒီနာလေးတွေဆိုရင်ပိုဆိုးတယ်ဗျာ။ကွဲတာပြက်တာလေးတွေဖြစ်တတ်တယ်။တချို့ကမကွဲရင်တော့မှပြဿနာလေးတွေအဆင်မပြေဘူး။ရံပလိပခလေးတွေအဲမျက်နှာရေးဆိုင်တာနဲ့ရံထဖြစ်တာမျိုးလေးတွေကျွန်တော်တော့သတိထားဗျာနော်။အဲအရန်ရေးကြည့်တာကအဲ့ဒါတက်စားရင်ကျွန်တော်ဗာစိတ်ကူလဲဆိုတော့ဆွေမျိုးညီကောင်တော်ကအောက်လက်ငယ်သားအဲ့ဒါလေးတွေကြောင့်စိတ်တော့ကရောက်လာတတ်တယ်အခုလက်ရှိကြုံနေရတဲ့ဘေးရန်နေရာတွေမှာအဲ့ခုနပြောတဲ့လူလေးတွေ ပါသွားတာမျိုးလေးတွေသူတို့ကအကြောင်းပြုပြီးကိုပါစိတ်မမှန်လူပမှန်ဖြစ်တာမျိုးပေါ့လေအဲ့ဒါမျိုးကြီးကျွန်တော်သွားမြင်တယ်ငွေကုန်ကြေးကျများရင်လည်းအဲ့ဒါတွေကိုအကြောင်းပြုပြီးငွေကုန်ကြေးကျသွားများမယ်ဆိုတဲ့ဂိမ်းမျိုးဖြစ်တဲ့အတွက်အထူးဂရုစိုက်ကြပါသတိထားကြပါလို့ထက်တယ်လဲလဲထက်တယ်လဲလဲအကြံပေးပြရစီနော်ဆိုတော့ဒီကားမှာတစ်ခုခုလုံးမဲ့ကင်မယ်ဆိုရင်ဇာတပရိသတ်သမီးလေးတွေအကျိုးပေးတာဖြစ်တဲ့အတွက်သူတို့နဲ့ပူတွဲတိုင်ပင်ပြီးလုပ်ပါသူတို့စီကအကြံညာအကူအညီလေးတွေယူပြအောင်ယူပါကြနော်ဆိုတော့ဒီကရသည်အတိုက်ခိုက်လေးတွေအညံ့ခိုက်လေးတွေရှိတဲ့ထဲမှာပါတယ် သတိထားဖို့ထက်တယ်လည်းအကြံပေးခြင်း ਨੇ အကောင်းဆုံးကာလမဟုတ်ဘူးဆိုတာ၄သိစေချင်ပါတယ်ဗျာနော်ဧပြီလ၁ရက်၂ရက်၄ရက်၅ရက်အဲ့ရက်ကတော့အမရံကံကောင်းတယ်ဘလောက်ပဲအခက်ခဲတွေကြုံကြုံအဲ့ရက်မှာပြန်ပြီးရှင်သန်နိုင်တယ်ဆိုတဲ့အနေအထားဖြစ်တယ်နောက်ဆုံးများကိုယ့်လူများတွေကဒီခုနကတော့ဘေးရန်ရည်ကြုံလို့တည်ပြီးတော့ထင်ထားကြရင်တော့အဲ့ရက်ပိုင်းမှာကိုကပြန်လဲလွတ်မြောက်မယ်ဆိုတဲ့ကာလတွေမှာပါတယ်ဗျာနော်ပြီးတော့ကွဲကွာနေတဲ့သူတွေနဲ့အဲ့ကာလမှာပြန်လဲစုံစည်းရတတ်တယ်ဆိုတဲ့ကာလတွေမှာပါတယ်ဆိုတော့အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေလုပ်ရင်အဲ့ရက်ပိုင်းမှာအဓိကထားပြီးလုပ်ပေးပါအလုပ်မရှိတဲ့သူတွေဆိုရင်အဲ့ကာလမှာအလုပ်တွေပါတယ်ရတယ် ထီတွေပါတယ်ထားပေါက်တာမျိုးတွေအမွေနဲ့ရတာမျိုးတွေကသာသွားပြီးကြုံရတတ်တယ်။အိုးအိမ်နေရာထိုင်ခင်းနေပြင်ရဆင်ရပြောရဆိုရတာမျိုးတွေဖြစ်တတ်တယ်။နော်ကို့အနီးနားမှာမင်္ဂလာကိစ္စတွေတွေကြုံရကြရပြီးနောက်ပိုင်းကိုယ့်ရဲ့ကံစားတာလေးတွေတဖြည်းဖြည်းပို့ပြီးမြင့်တက်သွားလိမ့်မယ်။သို့တော့မတ်လ30 31ရက်ဧပြီလ3ရက်အဲ့ရက်မှာတော့အညံ့အခိုက်တွေရှိတယ်အထူးအထူးသတိထားပေးပါကိုယ်တိုင်တရအညံ့ခိုက်ကြုံကြုံမကြုံရင်ဆွေမျိုးကြီးကောင်မောင်အောက်လောက်ငယ်သားသားသမီးစသည်အပြည့်သူတို့ကိုအကြောင်းပြုပြီးတော့ပြဿနာလေးတွေအနောက်ချက်တွေအများကြီးကြုံရတတ်တယ်ကိုစီကနေထွက်သွားတာမျိုးတွေရာစာဖြစ်တတ်တယ်ဂယုဆိုင်ပြီးနော် ဲ့ဒါတွေကိုအကြောင်းပြုပြီးပြဿနာလေးတွေဖြစ်မယ်တနင်္ဂနွေတနင်္လာဘုတ်တကူအဲ့ဒီနန်လေးကိုအကြောင်းပြုပြီးပြဿနာဖြစ်မယ်လူလွဲပါတယ်အဲ့ဒီနန်နဲ့ပတ်သက်တဲ့အရာဝတ္ထုတွေတွေအားစားကိုဒုက္ခပေးမှာဖြစ်တဲ့အတွက်သတိထားပါလို့ထပ်တယ်လဲလဲအကြံပေးပါစေအပြာရောင်အနှုတ်ရင်မိခိုးရောင်နှက်ပြာရောင်အဝါရောင်အဲ့ဒီအရာတွေကိုအဓိကထားဝတ်ဆင်တုံဆွဲပေးပါဒါအပြင်နေ့စဉ်ရောင်စုံဒီစီပန်မေမြုပ်ပန်ပိန်ပန်အဲ့ဒီပန်တွေကိုမိမိတို့ယုံကြည်ကိုယ်ပိုင်ဖျားမှာဖျားပန်းကတ်တာပဲဖြစ်ဖြစ်နေရဲ့ကနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့တုံဆဲပေးပါ ဲ့တော့စနေသားသမီးကျွန်တော်မိတ်ဆွေတွေပေါ့လေအဲဒီတစ်ပတ်ကာလမှာကောင်းတဲ့ကံလေးတွေရှိသလိုအညာခိုက်လေးတွေအတိုက်ခိုက်လေးတွေကလည်းရှိတာပေါ့ရှိတော့အညာလေးတွေกินပြီးကောင်းတဲ့ကံလေးတွေပိုကောင်းရရရမဖြစ်မနေခြေဦးခြေရမယ်အဲ့တော့ဘယ်လိုလုပ်ကလဲဆိုတော့အဲဒီတစ်ပတ်ကာလမှာအကောင်းဆုံးဖြစ်အောင်ပေါ့လေအဟာရဒါနနဲ့ပတ်သက်လို့ရှိရင်တက်နိုင်လို့ရှိရင်ဓာတ်ပေါက်လေးတွေလူဝေးနိုင်ပိုကောင်းပါတယ်အများကြီးမလူနိုင်အောင်ဓာတ်ပေါက်လေးတစ်ထောက်လောက်ပဲဖြစ်ဖြစ်ရမ်းတဲ့ကတော့တစ်ပါးပါးကိုလူဝေးပေါ့လေအဲ့ဒါထပ်ပို့ပြီးတက်နိုင်တယ်ဆိုလို့ရှိရင်အခုလက်ရှိ အဲကပ်ဘေးတွေကြုံနေရတဲ့အနေထားမှာအစားအစားအစာတွေလိုအပ်နေတဲ့သူတွေကိုဖြစ်စေအခုသွားရောက်ကူညီနေကြတဲ့လှုပ်ဟွားပေးကြတဲ့အဖွဲ့အစည်းတွေကိုဖြစ်စေတက်နိုင်သလောက်လေးနော်ဓမ္မောက်လေးလူပေးနိုင်တော့လူပေးပါတော်တော်လေးအားကောင်းပါတယ်ဟုတ်ပြီဓမ္မောက်မှမလူနိုင်တစ်ထစ်လျှော့ပေးမယ်ဗျာဟိုတကြားပလာတာနဲ့နွားနို့လေးဖြစ်ဖြစ်အဲ့လိုမျိုးလေးတွေလူပါဗျာနော်လူပြအောင်လူပေးပါအဲ့ဒါထက်မလူနိုင်ဘူးဆိုရင်နံပြားထောပတ်တုပ်လေးလူတန်းဒါနာပြုကျွေးပေးပါဗျာနော်တက်နိုင်သလောက်လေးပေါ့အရန်ကောင်းတဲ့အနေထားလေးဖြစ်ကိုဖြစ်လာပါလိမ့်မယ်အဲ့ဒါအပြင် ဘတ်တာလောက်ရမလဲဆိုတော့ကို့မှာကြုံနေရတဲ့အညာခံတွေဒီပြေပြတ်ဖို့အတွက်ပေါ့လေတေချာတဲ့ဒီကလာမှာလမ်းနဲ့ပတ်သက်တဲ့နေရာလေးတွေမှာဒါနာပြုလောက်သွားပြီးအနေနဲ့ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီးတော့လမ်းပြင်တာလမ်းခင်းတာလေးတွေလှုပ်ပြအောင်လှုပ်ပေးလိုက်ပါကိုကအဝေးတနေရာမှာအလုပ်တွေရလဲမအားဘူးဆိုရင်တော့မှအဲ့လိုလှုပ်တဲ့သူတွေကိုတက်နိုင်တဲ့လောက်လေးထောက်ပံ့ပြီးအဲ့ထက်ထက်မှာတက်နိုင်တဲ့လောက်ပါဝင်လူတန်းပေးလိုက်ခြင်းအဖြစ်ကြုံရတဲ့အညာခံတွေကင်းပြီးကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပို့ရေးကောင်းသွားပါလိမ့်မယ်စနေသားသမီးအားလုံးစိတ်အချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြစ် ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါရစေ။